ကိုယ်စိတ်ထဲမှာဘာကလေးများမြဲတမ်းရှိနေရင်အကောင်းဆုံးဖြစ်မလဲတဲ့အဲ့ဒီမိငုံကိုမြတ်စွာဘုရားဘယ်လိုဖြေပြလဲဆိုတော့တတ္တာတာတုပဋိဋ္ဌိတာတတ္တာယုံကြည်မှုတတ္တာတရားတိပဋိဋ္ဌိတာကိုယ်စိတ်တန်တာမှာအမြဲတည်နေလို့ရှိရင်တာတုအဲ့ဒါအလွန်ကောင်းတယ်တဲ့ဟောစိတ်ထဲမှာအမြဲတမ်းရှိနေတဲ့အရာကတော့တတ္တာတရားလို့ဆိုရယ်ယုံကြည်မှုပဲတဲ့ဒီနေ့မှာတရားတရားရဲ့အတိပ္ပယ်ကိုပြည်သူတို့အလုံးနားလည်ထားပြီသားနော် တရားတရားဆိုတာဘာကိုပြောရလဲယုံကြည်ဖို့အဘယုံကြည်တာတော့လို့မေးရင်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့တကယ်ရှိတဲ့စစ်မှန်တဲ့ဂုဏ်ကိုယုံကြည်တာနောက်ပြီးတော့ကံကံရဲ့အကျိုးကိုယုံကြည်တာလေးချက်နော်ဒုက္ခကိုတဲ့မြတ်စွာဘုရားသည်လောဘဒေါသမောဟကိတေတာခတိငြိမ်းတော်မူတဲ့တရားလုံးစုံကိုတည်တော်မူတဲ့အစကြီးရှိသဖြင့်မြတ်စွာဘုရားရဲ့ဂုဏ်ကြီးအကျိုးကိုယုံကြည်လို့ရှိရင်ဒါမှလည်းတရားတရား သူတော်ကောင်းတရားသည်ခြင်းကြံကြိုကိုအားထုတ်မယ်ဆိုလို့ရှိရင်အမျိုးမျိုးသောချမ်းသာဒုက္ခကိုဖြစ်ထွန်းစီတယ်လို့သူတော်ကောင်းတရားရဲ့စွန့်ရည်တက်တီကိုယုံကြည်မယ်ဆိုရင်ဒါပါနဲ့တရားတရားကိလေသာတွေကိုသူ့အရှင်နဲ့သူအမြင့်ပြတ်ပေးရှာတော်မူကြတဲ့တန်ဃာတွေကိုအရိယာတန်ဃာလို့ခေါ်တယ်။အဲ့ဒီအရိယာတန်ဃာတို့လို့နဲ့ကွာသီလသမာဓိပညာနဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတန်ဃာရှင်မြတ်တို့ရဲ့တကယ်ရှိတဲ့ဂုဏ်ကိုယုံကြည်မယ်ဆိုရင်ဒါပါနဲ့တရားတရားနောက်ထပ်ယုံကြည်သေးယုံကြည်တဲ့အစစ်အမှန်တဘာဝတရားကြီးတစ်မျိုးရှိသေးတယ် အဲ့ဒါကိုဒကာမတို့ငငယ်တဲ့ကစားမှတ်သားခဲ့ပြီးသားကောင်းတဲ့မှာကံကံရဲ့ကျိုးကိုယုံကြည်ခြင်း ကောင်းတာလို့ရင်ချမ်းသာလိမ့်မယ်